ေမလို့ပါနဲ့ကျွန်တော်ဆ iam မနဲ့ကျွန်တော်တွေ့ရဟောပြောပွဲတွေတော်တော့ကျွန်တော်ကလည်းစာသင်မတက်တဲ့လူတစ်ယောက်ကနေပြီးတော့ဒီလူစားကြီးဆရာ ဖြစ်တော့အညာဘက်မှာသာတွေ့တယ်ဒီလူဟောပြောပွဲကျွန်တော်ဟောပြောပွဲကိုလာနားထောင်တဲ့ဆ iam မကဆ iam မကဒီလူအရှိမကော်ဂိုလင်းနဲ့ထိုင်နေကျွန်တော်က ကျွန်တော်တို့ဆီယမ်မာတို့ကျွန်တော်မှတ်မိတာပေါ့ကျွန်တော်ပြေးသွားတယ်ပြေးသွားပြီးတော့ဆီယမ်မာလက်ကိုလှမ်းပြီးတော့ခြင်တယ်ဆီယမ်မာလန့်သွားတယ်သပင်ရှိရှိနဲ့ကျွန်တော်ဂျင်းပေါင်းမိနေဆိုလန့်သွားတယ်သူ့လက်ကလေးခြင်တော့ကျွန်တော်လှည့်ကြည့်ကျွန်တော်သူ့ပြောတယ်ဆီယမ်မာကျွန်တော်မှတ်မိလားဆီယမ်မာကျွန်တော်တော်တော်ကြာကြာကြည့်ပါကြည့်ပြီးတော့မှငတ်တာရယ်ဆီယမ်မာလည်း စာသင်ကျောင်းတွေအများကြီးသင်ခဲ့တာငတ်တာတော့ရုတ်တရက်ပဲမှတ်မိမှာတော့မင်းကဘယ်သူရောဒါလမ်းမေးသေးတယ်ကျွန်တော်အတူပြောတယ်ဆ iam မရကျွန်တော်နာမည်စောကြည့်ပြုလို့ခေါ်ပါတယ်ဆ iam မှတ်မိမယ်လို့ထင်တယ်အဲ့လိုမှဆ iam ပြုံးဩစောကြည့်ပြုရဲ့မင်းတော့ငါမှတ်မိတာပေါ့မင်းကအတန်းမှာနှစ်နှစ်တောင်နေသွားတာပေါ့ဒါကျွန်တော်လက်ကလေးကင်ပြီးတော့ပြန်ပြောသေးတယ်ဗျ ဟဲ့စောကြည့်ပြီငငယ်တော့စာသင်မတက်တဲ့ခလေးတယောက်ကအခုစာသင်ညောင်းနေစာသင်လုံးမတက်တဲ့ခလေးတယောက်ကအခုစာပြီးဟောပြောပွဲတွေလာနာထောင်တက်နေပြီပေါ့အမနာသူကျွန်တော်ဟောပြောပွဲလာနာထောင်တယ်ကျွန်တော်ပြောရမယ်ဟောပြောပွဲသူလာနာထောင်တယ်အကြီးတော်ဆိုပြီးသူလာနာထောင်တယ်ကျွန်တော်ဘာပြောမှမသိအော်ငငယ်ကစာသင်လုံးမတက်တဲ့ခလေးတယောက်ကအခုကြတော့စာပြီးဟောပြောပွဲတွေလာနာထောင်တက်နေပြီပေါ့ အချိန်မှာပဲကုဏဆရာမလေးလို့အစီအစဉ်ကြီးညာပေးပြီးယခုဆက်လက်ပြီးဟောပြောပေးမယ်သူကတော့အစာကြီးဆရာအကြီးတော်ဖြစ်ပါတယ်ဆရာမကစင်မော်ခေါင်းထောင်ကြီးတယ်ကျွန်တော်လက်ကလေးကိုခါချပြီးတော့ပြောတယ်တိုင်းမင်းနဲ့ငါတို့ငငယ်ရအကြောင်းနှောင်းမှပြောချင်တာပေါ့အခုဆရာပြောတဲ့စကားကလေးကိုဆရာမကြားချင်လိုက်တာအမနာကျွန်တော်ပဲတက်ပြောဒါပေမဲ့ငယ်စဉ်ကအင်မတန်စောက်တော့မကြတဲ့လူတစ်ယောက်ရဲ့လက်ကိုသူခါချပါတယ် ဖြည်းဖြည်းချင်းခါချရကျွန်တော်ဘာမှမပြောပါဘူးကျွန်တော်စင်မွန်တက်လာတယ်သူကျွန်တော်ကြောင်ပြီးကြည့်နေတယ်သူထင်တာမိုက်ဒီပိုင်လာပြင်းတဲ့လူလို့သူထင်တယ်ဆက်သမားလားအဲ့လိုသူထင်တယ်ကျွန်တော်စင်မွန်တက်ပြီးတော့စကားပြောတယ်ဟာတာစားကြီးဖြစ်တဲ့အတွက်ဟာတာပြောပြတယ်လူအားလုံးရည်တဲ့အချိန်မှာသူကျွန်တော်ကြောင်ပြီးကြည့်နေတယ်အောက်ကနေပြီးဒီကောင်ဘာလုပ်နေတာရောအဲ့ချက်ပိုကောင်းတဲ့ဟာတာတွေပြောတော့အားလုံးရည်တဲ့အချိန်မှာ ကျွန်တော်ဆ iam မရဲ့မျက်ရည်ကြတာကိုကျွန်တော်မြင်လိုက်ရတယ်။ဆ iam မကျွန်တော်ကြည့်ပြီးတော့မျက်ရည်ကြမျက်ရည်သူတုတ်ကျွန်တော်စင်ပေါ်ကနေပြီးတော့ကျွန်တော်စဉ်းစားတယ်။ဘာဖြစ်လို့ကျွန်တော်ဆ iam မကြည့်ပြီးတော့မျက်ရည်ကြတာလို့ကျွန်တော်စဉ်းစားမိတယ်စင်ပေါ်မှာနှစ်ခုတော့ဖြစ်နေတယ်။ပထမတစ်ခုကတော့အင်မတန်ဆက်တုံမကြတဲ့လူတယောက်စင်ပေါ်ရောက်နေတဲ့အတွက်တိုင်းပြည်တွေနင်းတာတဲ့ထင်ပြီးမျက်ရည်ကြတာလဲဖြစ်နေတယ်နောက်တစ်ခုကသူတို့ဆုံးမမှုငယ်စဉ်တည်းက နားမလဲပဲနဲ့စောင့်ကြည့်ပြီးတော့ねအကြီးတော်ဖြစ်လာတဲ့လူတယောက်အတွက်မြိတ်ကြတာလေဖြစ်နိုင်တာပေါ့ကျွန်တော်ထိုင်ပြောနေတယ်ဆံမကမြိတ်လေးတုတ်ပြီးတော့ကျွန်တော်ဟောပြောပွဲမပြီးခင်မှာထပြန်သွားတယ်ကျွန်တော်ဟောပြောပွဲကနေ့တိုင်းရှိတာကိုမနှက်ပြန်ကြလို့ရှိရင်ပြန်နေရလဲမသိထားလိုက်ပါကျွန်တော်သွားပြီးရင်ကျွန်တော်မြစ်ကြီးပြီးရင်နောက်တနေ့ကျွန်တော်တို့အဲ့လိုမျိုးလိုက်ပြီးတော့ပြောင်းနေရတယ် ကျွန်တော်သိချင်တယ်ဆ iam မဘာဖြစ်လို့ကျွန်တော်ကြည်ပြီးမျက်ဤကြတာတော့ကျွန်တော်သိပြီးတော့သိချင်တယ်ကျွန်တော်မိခွန်းမှမကြုံလဲအဲ့ဒါနဲ့ကျွန်တော်ဆရာဆရာတွေသွားကျွန်တော်နောက်ကလိုက်ခဲမယ်ဘာဖြစ်လို့ဆ iam မကျွန်တော်ကြည်ပြီးမျက်ဤကြတာလဲကျွန်တော်သိချင်တယ်အယွာကိုဆ iam မအိမ်ကိုကျွန်တော်စုံစမ်းပါစုံစမ်းပြီးသွားတော့ဆ iam မကပြင်းထန်အင်္ဂလိပ်ပဲတသိကလေးပါဘူးသူမလေးတယောက်နဲ့သူနေပါတယ်ကျွန်တော်ရောက်သွားတော့ ဘယ်သူနဲ့တွေ့ချင်လို့ဆ iam မနဲ့တွေ့ချင်လို့ဘာဘယ်သူလို့ပြောလာမလဲစောကြည့်ပြီးလို့ပြောလိုက်ပါအော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာထိုင်သူအဂံကလေးကတကယ်တတိကလေးပါပဲနှစ်ယောက်ခုံခုံလေးတစ်ခုံရှိတယ်တယောက်ထိုင်တဲ့ခုံနှစ်ခုံရှိတယ်ကျွန်တော်ဖြစ်ချင်တော့နှစ်ယောက်ထိုင်တဲ့ခုံလေးမှာကျွန်တော်ဝင်ထိုင်မိတယ်ဖြစ်ချင်တော့ကျွန်တော်ထိုင်တဲ့ခုံကကျွန်တော်ဆ iam မတခန်းနဲ့ရှိတဲ့အခန်းကရက်ဖြစ်နေငါတို့ပြားလေးပဲကားတာအဲ့ကလေးကဝင်သွားတယ် ဆ ्याम မကိုသွားပြောတယ်ဆ ्याम မဆ ्याम မရဲ့တပည့်တယောက်ကဆ ्याम မကိုတွေးချင်လို့ပင်စင်စားဆ ्याम မဆိုတော့အယံဝန်တာတာဝသူ့တပည့်တယောက်လာတွေးတော့ဟဲ့ဘသူတို့ဘသူတို့ငါဘသူလာတွေးတာတို့အဲ့တူမလေးကပြောတယ်စော့ချပြူလို့ပြောတယ်ဆ ्याम မရဲ့အဲ့ဒီအချိန်မှာဆ ्याम မရဲ့ငိုတန်းကိုကျွန်တော်စပြီးတော့ကြားသွားတယ်ကျွန်တော်နာမည်ကြားရတယ်ဆ ्याम မငိုတယ် ကျွန်တော်အာဟောသွားတယ်။ဘာဖြစ်လို့ကျွန်တော်နာမည်ကြားရုံနဲ့ငိုတာရောကျွန်တော်ပြန်စဉ်းစားမိတယ်။ဆံမပေါ်မှာကျွန်တော်ဘလောက်တောင်ဆုပ်ခဲ့ပူတာရောကျွန်တော်ကငယ်စဉ်တည်းကအကြောင်းသားလူစုတွေပါ။ဆံမပေါ်မှာကျွန်တော်တို့ဘလောက်တောင်ဆုပ်ခဲ့ပူတာရောဘာဖြစ်လို့ကျွန်တော်နာမည်ကြားရုံနဲ့ငိုတာရောကျွန်တော်ထပ်ပြန်มาဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ထပ်မပြန်နိုင်ပါဘူး။ဘာလို့လဲကျွန်တော်အကြီးတော်ဖြစ်နေတဲ့အချိန်မှာဆံမရဲ့စကားသံကိုကျွန်တော်သိပြီးတော့သိချင်တာပဲ။ ။အဲကျွန်တော်ထပ်မပြန်ပါဘူး။ထိုင်ဆောက်တယ်။တတော်လေးကြာတဲ့အခါမှာဆီယမ်မကထွက်လာပါတယ်။သူ့စီမှာတပတ်ကလေးတစ်ချေပါတယ်။ညိတ်လေးတုပ်ပြီးထွက်လာ။ခုနကျွန်တော်ပြောပြသားပါကျွန်တော်နှစ်ယောက်ထိုင်တဲ့ခုံမှာထိုင်နေဆီယမ်မကတယောက်ထိုင်တဲ့ခုံမှာလာဝင်ထိုင်ပါတယ်။ဒီခါကျတော့ကျွန်တော်လက်ကလေးကိုသူလှမ်းကင်ပါတယ်။မနစ်ညကျွန်တော်သူ့လက်ကလေးကိုကင်မိပါတယ်။ကျွန်တော်လက်ကလေးကိုသူခါချတယ်။ဒီတစ်ခါကျတော့ကျွန်တော်လက်ကလေးကိုကင်ပြီးတော့ဖြစ်ဖြစ်ချင်းလှုပ်ရမ်းနေပါတယ်။ သဘောကတော့သူ့လက်ကလေးကနွနွကလေးဖြစ်နေသဘောကတော့သူအင်မတန်မှောက်ကိုသဘောကျလို့လှုပ်ရမ်းနေတဲ့သဘောပါပဲကျွန်တော်မိတယ်ဆ ्याम မနှင်းညကလည်းကျွန်တော်မြင်တာနဲ့စင်ပေါ်မှာမြင်တာနဲ့ဆ ्याम မျက်ရည်ကျပြီဒီနေ့ကျွန်တော်နာမည်ကြားရုံနဲ့ဆ ्याम ဘာဖြစ်လို့ဘလူငိုရတာတော့သူပြန်မေးတယ်ငါသာစော့ကြည့်ပြီးမင်းဘလို့ထင်လို့တော့ဆ ्याम ရဲ့ ကျွန်တော်ထင်တာတော့နှစ်ခုပဲဖြစ်နိုင်ပါတယ်အင်မတန်ဆက်သွုံမကြတဲ့လူတယောက်စင်မော်ရောက်နေတဲ့အတွက်တိုင်းပြည်တဲ့နင်းလာတဲ့ထင်ပြီးတော့မျက်ရည်ကျလာလဲဖြစ်နိုင်တယ်ဓမ္မမဟုတ်ရင်ဆံမရဲ့ဆံမလို့ရဲ့တွင်တွင်ဆုံးမမှုကိုနှောက်ကြပြီးမှနားလေတဲ့လူတယောက်နာမည်ကြီးနေတဲ့လူတယောက်အတွက်ပီတိဖြစ်ပြီးတော့မျက်ရည်ကျလာလဲဖြစ်နိုင်တယ်ဆံမကပြုံးပါတယ်ပြီးတော့သူပြန်ပြောတယ်ငါ့ပါဆံမအသက်60ထီကိုပင်စင်ယူရအထီကို ကြောင်းဆရာမလုပ်ခဲ့ပါဘူး။ဒါပေမဲ့ဆရာမပင်စင်ယူတဲ့အချိန်တည်းကိုစန္ဒာနဲ့မာနဆိုတာမခွဲတတ်ပါဘူး။ကျွန်တော်တစ်ခါမှမစင်စမ်းမိတဲ့စကားလုံးဖြစ်ပါတယ်။ဒီကကြောင်းဆရာမတွေ၊ကျောင်းသူကျောင်းသားတွေကျွန်တော်ဆရာမပြောတဲ့စကားကိုသိချာနားထောင်ကြည့်ပါ။စန္ဒာနဲ့မာနတဲ့ကျွန်တော်တစ်ခါမှမစင်စမ်းမိဘူး။ဘာမှမသက်ဆိုင်တဲ့စကားလုံးဖြစ်ပါလေမာနနဲ့ဆန္ဒဆိုတာဘာမှမသက်ဆိုင်တဲ့စကားလုံးဖြစ်ပါဘာဖြစ်လို့ပြောရတော့ဆရာမရဲ့ တာရဲ့ငါကြောင့်မှတက်တဲ့ငါကြောင့်သာမှန်သမျ၆ပါးသာဂုံလူနဲ့အောင်ရမယ်ဆရာဝန်ဖြစ်အောင်အင်ဂျင်နီယာဖြစ်အောင်ဆိုတဲ့စိတ်နဲ့ဆရာမသင်ခဲ့ဘူးအဲ့ဒါဆရာမရဲ့ဆန္ဒပါရိုးရိုးကလေးပါပဲဒီမှာရှိနေတဲ့ကလေးမိပါတွေကျွန်တော်တို့စကားတက်စကိုယ့်ရဲ့တာသမီစကားတက်စမှာသင်ပေးတဲ့စကားလုံးတစ်ခုရှိပါတယ်မင်းကြည့်လိုက်ရင်ဘာလို့မှာတော့ဆရာဝန်လို့ အင်ဂျင်နီယာလို့သင်ပေးတယ်အဲ့ကလေးကဆရာဝန်ဆိုတာဘာမှမသိပါဘူးအင်ဂျင်နီယာဆိုတာလည်းဘာမှမသိပါဘူးဒါပေမဲ့မိဘကကောင်းစီစဉ်တဲ့ဆန္ဒနဲ့အဲ့ကလေးကိုအဲ့တိုင်းသင်ပေးပါတယ်ဒီမှာရှိနေတဲ့ကျောင်းဆရာဆရာမမှန်သမျှအားလုံးကကိုယ့်ရဲ့ကျောင်းသူကျောင်းသားကိုဆရာဝန်ဖြစ်ရမယ်အင်ဂျင်နီယာဖြစ်ရမယ်ဘာသာစုံကနူးနဲ့အောင်ရမယ်ဆိုတဲ့စိတ်နဲ့သင်ပေးပါတယ်ဒါတော့ အမှန်တရားပါပဲ။ဘာကြောင့်လို့ကိုယ့်ရဲ့ចောင်းသူចောင်းသားကိုပို့ပြီးတော့ကောင်းစေခြင်းလဲ။မင်းဆရာဝန်ဖြစ်ရမယ်ဆိုတာဆန္ဒပါ။တသမိကခုနကကျွန်တော်ပြောတဲ့အတိုင်းမင်းကြီးလိုက်ဘာလို့မှတော့သူတော်မသိဘူး။ဆရာဝန်ဆိုတာဘာမှမသိဘူး။အင်ဂျင်နီယာဆိုတာဘာမှမသိ။ဒါပေမဲ့မိဘကကိုယ့်ကိုဆရာဝန်ဖြစ်စေခြင်းနဲ့စိတ်နဲ့ပြောတဲ့အခါမင်းကြီးလိုက်ဘာလို့မှဆရာဝန်လုံးအင်ဂျင်နီယာလုံးမယ်ဆိုပြီးတော့ပြန်ဖြေပါတယ်။အဲ့ဒါသူသိလားဆိုတာမသိပါဘူး။ ဒီကြောင့်မစာတင်တဲ့ဆရာဆရာမမင်းဆရာဝန်ဖြစ်မင်းအင်ဂျင်နီယာဖြစ်မယ်မှန်ပါတယ်မင်းပါသားစုံဘုံနည်းအောင်မှန်တာပေါ့ဆန်းတာပါနောက်တစ်ခုပဲစကလုံးပို့သွားပါတယ်မင်းဆရာဝန်ဖြစ်ကိုဖြစ်ရမယ်မင်းအင်ဂျင်နီယာဖြစ်ကိုဖြစ်ရမယ်ဆိုတာမာနာဖြစ်ပါတယ်နောက်တစ်လုံးပဲပို့သွားပါတယ် မင်းဆရာဝန်ဖြစ်ကိုဖြစ်ရမယ်မင်းအင်ဂျင်နီယာဖြစ်ကိုဖြစ်ရမယ်ဒီထဲမှာဘာသာစကုံနူးနဲ့အောင်ကျင်တဲ့လူအများကြီးရှိပါတယ်ဘာသာစကုံနူးနဲ့အောင်ကျင်တဲ့လူလက်ထောင်ပါဦးလက်ထောင်ဘာသာစကုံနူးနဲ့အောင်ကျင်တဲ့လူဆရာဝန်လုပ်ချင်တဲ့လူလက်ထောင်လက်ထောင်ဘယ်သူမှကြောက်စရာမလိုပါဘူးလက်ထောင်တယောက်ဆိုပါတော့ဘာသာစကုံ လက်ပြန်ဘာသာစံကုန်နဲ့အောင်ချင်တဲ့လူတယောက်ပဲမြင်ပါတယ်ဆရာဝန်ဖြစ်ချင်တဲ့လူတယောက်ပဲမြင်ပါတယ်ဒါပေမဲ့ဆရာဆရာမမြအလုံးကဘာသာစံကုန်နဲ့အောင်အောင်မယ်ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့တင်ပါတယ်မင်းဆရာဝန်ဖြစ်ရမယ်မင်းဆရာဝန်ဖြစ်ကိုဖြစ်ရမယ်ဆိုတာမာနာဖြစ်ပါတယ် မင်းဘာသာစုံဂုံနူးနဲ့အောင်ရမယ်မင်းဘာသာစုံဂုံနူးနဲ့အောင်ကိုအောင်ရမယ်ဆိုတာမာနဖြစ်ပါတယ်အပြည့်ရှင်းမှဒီထဲမှာဆရာဆရာမတို့ထင်တယ်လို့ဘာသာစုံဂုံနူးနဲ့အောင်ခြင်းတဲ့လူလေနေမှာပါဆရာဝန်ဖြစ်ခြင်းတဲ့လူလေနေမှာပါအဲ့တော့ကလေးတွေကဘာဖြစ်တာရောရိုးရိုးကလေးပဲဆရာမပြောတဲ့အတိုင်းကျွန်တော်ဘာသာဂုံနူးမလို့ပါကျွန်တော်ဆရာဝန်ဖြစ်ခြင်းမဟုတ် ဘောလုံးကန့်ချင်တယ်လို့ကဲဘောလုံးကန့်ချင်တယ်လို့လက်ထောက်မအောင်အများကြီးပဲပူများတယ်ဆံဝင်လုံးချင်တယ်လို့ထောက်ပူများတယ်ကဲလက်ပြန်ချတော့ခလေးတွေဘာနဲ့ပြန်တော့ပြန်တာတို့အဖေပြောတဲ့ဆံဝင်ကျွန်တော်မလုပ်နိုင်ဘူးလေကျွန်တော်ဘောလုံးကန့်မယ်လေကျွန်တော်ဓပုံဆရာလုပ်မယ်လေဓပုံဆရာလုပ်ကျွန်တော်စာရေးမယ်လေအကြီးဆုံးလို့ဖြစ်ချင်တယ်လေအကြီးကူကူလို့ဖြစ်ချင်တာလေအဲ့တော့ကျွန်တော်စာရေးမယ်လေ ။ဘာပြန်ဖြစ်တာတော့တားသမီးကတော့သိကြတယ်။မိဘတွေလှုပ်ခိုင်းတဲ့အတိုင်းဆရာဆရာမတွေလှုပ်ခိုင်းတဲ့အတိုင်းတော့လိုက်မှာပဲ။ဒါပေမဲ့မင်းဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ကိစ္စနဲ့ကလေးတွေကမဖြစ်ချင်တော့ဘူး။ကျွန်တော်ဆရာဝန်ဖြစ်ချင်ဘူး။ဒီတော့ဘာဖြစ်တာတော့မာနကျင်ပြတ်ပုတ်တတ်ပါလေ။မိဘနဲ့တားသမီးဆရာဆရာမနဲ့တားကျောင်းသူကျောင်းသားဆနာကျင်ကန့်ညီရမှာဖြစ်ပါတယ်မိဘက ာသမီကိုမင်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ပြန်တင်ကျောင်းခလေးတွေရတယ်ဒီတိုင်းပဲကျွန်တော်မှမဖြစ်ချင်တာကျွန်တော်မလုပ်နိုင်ဘူးဒီတော့ဘာဖြစ်တာလဲကျွန်တော်နိုင်ငံမှာမာနခြင်းပုတ်တိုက်ပြီးတော့အလွန့်စင်အရန်များပါတယ်မာနခြင်းပုတ်တိုက်ပြီးတော့အလွန့်စင်အရန်များကျွန်တော်ဆ iam မကကျွန်တော်ပြောတာရိုးရှင်းပါတယ်တိုက်ဆ iam မအသက်60တိပင်စင်ယူခဲ့ပြီးပါတယ် ဒါပေမဲ့ဆန္ဒနဲ့မာနဆိုတာဆ iam တစ်ခါမှမကွဲခဲ့ဘူးပါဘူး။ငါ့တာရဲ့မင်းစာရေးချင်တယ်ဆိုတာဆ iam စိတ်မဝင်စားပါဘူး။ဒါပေမဲ့ဆ iam စာတင်တဲ့ကလိမှန်သမျှဘာသာစံကိုနူးနဲ့အောင်ရမယ်ဆိုတာပဲဆ iam စိတ်ဝင်စားခဲ့တယ်။အဲ့တော့ဆ iam အဲ့တိုင်းပဲသင်ခဲ့တယ်။လောကမှာမဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးကိုအမြဲတမ်းသုံးပါတယ်။လောကမှာ ဘယ်သူမှဆုံမဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးကိုအမြဲတုံးမှဒါပေမဲ့ဆရာဆရာမတို့မိဘများငားကိုတော့တစ်ပင်မတက်ခံပါနဲ့ယူယူကလေးပါပဲမဖြစ်နိုင်တာရှိပါတယ်ငားတကောင်တစ်ပင်မတက်ခံပါဒီမှာရှိနေတဲ့ကျွန်တော်ရဲ့ရွှေငားလေးတွေကိုတစ်ပင်မတက်ခံပါသူတို့လှုပ်ချင်တဲ့အတိုင်း စာကိုကောင်းမွန်စွာသင်ပေးပါဒီမှာနားထောင်နေတဲ့ကလေးတွေခုနကျွန်တော်ပြောတဲ့အတိုင်းပဲစာကိုကောင်းမွန်စွာသင်ပါပညာတတ်ဖို့တော့လိုပါတယ်တလေးတစားပြောပါမယ်ပညာမတတ်ရင်လူရမုံနဲ့ခက်တကယ်ဖြစ်လာပါလိမ့်မယ်သာလို့သမီးတို့ပညာမတတ်ရင်လူရမုံနဲ့ခက်တကယ်ဖြစ်လာပါလိမ့်မယ်ရန်ကုန်တို့လိုမန္တလေးတို့လိုမြို့ကြီးတွေမှာပညာမတတ်ရင်ဘာလူရမုံတော့ပါ ဘွဲရတဲ့လူတယောက်နဲ့ဘွဲမရတဲ့လူတယောက်အလို့လျှောက်ရင်တော့အရန်ကွာပါတယ်။နောက်တစ်ခုကျွန်တော်ထပ်ပြီးတော့ပြောပြပါမယ်။ကျွန်တော်တို့နိုင်ငံရေးရပေါ့ထားလိုက်ပါတော့ထားလိုက်ပါတမျိုးပေါ့။ပညာရေးကိုဘသူကမှဦးစားမပေးခဲ့ပါဘူး။အခုခေတ်မှာပညာရေးကိုပြင်ပြီးတော့ဦးစားပေးရမှန်းသိပါ။ဆိုတော့1885ခုနှစ်လောက်ကကျွန်တော်မြန်မာနိုင်ငံကိုအင်္ဂလိပ်တွေလာသိမ်းသွားတာရိုးရှင်းပါတယ်လက်နက်လာသိမ်းသွားပါတယ် နိုင်ငံတကာနိုင်ငံကိုလူချင်းယင်ခေတ်ကတော့လက်နက်နဲ့တိုက်ပြီးတော့သိရမှာပေါ့အခုခေတ်မှာနိုင်ငံတကာနိုင်ငံသိမှုအတွက်ဘာလက်နက်မှမလို့ပါပညာပဲလို့တော့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံကဘာပညာရေးကိုမှဦးစားမပေးတဲ့နိုင်ငံဖြစ်နေပါတယ်ကျွန်တော်နိုင်ငံမှာစိုက်ကယ်မလို့တက်ပါဘူးစိုက်ကယ်လေးတစ်စီးလို့ချင်တယ်တဲ့ခလေးတစ်ယောက်ကစိုက်ကယ်တစ်စီးလို့ချင်တယ် မိဘကအော်မင်းဆက်ကလေးလူချင်တာလားရှိရဲ့လဲကိုရောင်းပေးရတယ်ဘာလို့လဲကိုသားသမီးဆက်ကလေးလူချင်လို့လို့အခါလေးအကုန်ရင်းပေးရတယ်ဘာလို့လဲကျွန်တော်နိုင်ငံဆက်ကမမလုပ်တတ်တာဟုတ်ပြီကလေးကဆက်ကရသွားပြီတားလို့သမီးတို့ကဆက်ကရသွားပြီဒါပေမဲ့အလောက်နဲ့မကျင်းတတ်သေးဘူးတယ်လီဖုန်းလေးတစ်လုံးလို့ချင်နေတယ်တယ်လီဖုန်းလို့ချင်တော့ကျွန်တော်နိုင်ငံမှာတယ်လီဖုန်းလောက်တတ်တဲ့စနစ်ကိုမရှိပါဘူး တနင်္ဂနွေတယ်လီဖုန်းမလုပ်တတ်ပါဘူးအဲ့တော့နိုင်ငံသားဝယ်ရဝယ်ရဟုတ်ပြီကိုရှိတယ်လေကလေးလဲရောင်းထားပြီးပြီတယ်လီဖုန်းလဲလဲလိုချင်တယ်ဘာထက်ရောင်းရတာရူမြေကလေးကို အနေငယ်ထပ်ပြီးတော့ရောင်းပေးရတယ်ဒီတော့မှတယ်လီဖုန်းရမှာလေလေရောင်းပြီးပြီမြေလဲရောင်းပြီးပြီတရုတ်သမီးတို့စိုက်ကယ်လဲရပြီတယ်လီဖုန်းလဲရပြီအိမ်မှာ တယ်လီဖရှင်လေးတစ်လုံးလို့ချင်တယ်အများကြီးဒီပေါ့တယ်လီဖရှင်တစ်လုံးလို့ချင်တယ်အဲတယ်လီဖရှင်ရဖို့အတွက်ဘာလို့ရမှာလဲလဲလဲရောက်မိပြီမြေလဲရောက်မိပြီမိဘကသူစီမှာရှိတဲ့မြေဝိုင်းကလေးကို အနှင်းငယ်ထပ်ပြီးတော့ရောင်းပေးရတယ်စဉ်းစားကြည့်ပါသားတို့မြေရောင်းပေးရတယ်လီဖရှင်ရပြီဘာကုံသားတော်လဲကုံသားပြီမြေကုံသားပြီအိမ်ဝိုင်းကုံသားပြီ အားလုံးသိကြပါလိမ့်မယ်ရန်ကုန်တို့လိုမန္တလေးတို့လိုမြို့ကြီးတွေမှာတကယ်အချက်ချာကြတဲ့နေရာမှန်သမျှကျွန်တော်တို့ဘာမှမပိုင်ပါဘူးနိုင်ငံခြားသားပဲပိုင်နေဘာကြောက်လို့နိုင်ငံတကာနိုင်ငံသိမှုအတွက်လက်နက်နဲ့လာသိနေတာမဟုတ်ပါဘူးပညာနဲ့သိနေကြပါပညာနဲ့သိနေတဲ့ခေတ်မှာကျွန်တော်ခလိဒီကဘာနဲ့ပြန်ကာကွယ်မှာလို့ပညာဖြင့်ပြန်ကာကွယ်မှာဖြစ်ပါတယ်ဒါကြောင့် ပညာရေးကိုဦးဆောင်မပေးမိမှာဆိုလို့ကျွန်တော်လာပြီးတော့ပြောနေရခြင်းဖြစ်ပါတယ်။ကချင်ပြည်နယ်ပေါ့ကျွန်တော်ခန်းဒီဘက်ကိုအလွန်ဘက်ကိုကျွန်တော်ရောက်သွားတယ်။တုံမကြီးတဲ့ခမန်းစီတဲ့အဲ့အဲ့ဘက်ကိုကျွန်တော်ရောက်သွား။ရွှေထွက်တဲ့နေရာကြီးကျွန်တော်ညာခေါ်သွားတာပေါ့ကျားလေလုံကြွေးအနေနဲ့စိတ်ချပါတဘုံနေရာကြီးဟောပြောပွဲပြောနေတာကို အဲ့အရှိမကြံယူရကြာရအကုန်နားထောင်တုံးဆိုလက်ပြပုံတလုံးတက်ရောက်တပါးကြီးလဲပါတပါးကြီးလဲဆိုလက်ပြပုံမဆရာဘာဖြစ်လို့ပြစ်တင်တာဆရာပြောတော့အကြိုက်လို့ပြစ်တင်တာဟာမင်းအဲ့လိုတော့လုံးလုံးမရောက်လှစ်သုံးစင်းစီးရပါတယ်လှစ်သုံးစင်းစီးပြီးတော့သွားအဲ့ဒီမှာမှတဏှာသွားလို့ရှိရင်ကြောက်တုံလေးတွေရှိအဲ့ကြောက်တုံမှာမှ တဲလေးတည်းရှိအဲ့တဲမှာဗာကချင်မိုက်တယောက်ထိုင်နေတယ်သူ့မှာမိဖို့ကလေးတစ်ခုရှိတယ်ရင်းနှွေးပဲကြူထားတယ်ကျွန်တော်ဒီဒေသဘက်ကထွက်တဲ့ကော်ဖီမိတ်အထုပ်လေးရှိတယ်ကျွန်တော်ခဏနာဘာလို့လဲဒီမှာကြက်တူဒီကနေလှီနေတော့တယ်အဲ့မှာကြက်တူနေရှိတယ်ဟိုဘက်ကလာတဲ့လှီကိုစောက်ရတော့အဲ့ကြက်တူမှာပဲကျွန်တော်နေရကြက်တူအမဲကြီးတွေတက်ကော်ဖီမိတ်ပဲရှိတယ်ကော်ဖီမိတ်ဖြော်တိုက်တယ် ကျွန်တော်မတောက်လို့မရအောင်အဲ့မှာကော်ဖီမစ်တောက်ပြီးတော့ထိုင်ဆောက်ရတယ်တတုံမဲမဲဒီအောက်မှာအဲ့ကျွန်တော်နေတဲ့အဲ့အဲ့အဲ့နေရာလေးရဲ့အောက်မှာတတုံမဲမဲကြီးတွေထပ်ရှိတယ်အဲ့တတုံမဲမဲတွေ့ပြီးမှမှခလိတယောက်ရှိပါတယ်အင်မတန်လှပါတယ်သူက၄နှစ်လောက်ရှိပါအဲ့ခလိကပေါ့လေးလေးဆိုရင်းနေတာပဲသပင်ကလေးကိုကြက်တောင်စီလေးသူစီးထားတယ်အဲ့ကြက်တုံမဲမဲ ပလက်လှန်လိုက်မှောက်လိုက်လုံးနေသူစီမှာလွဲကလေးလုံးရှိအရင်တော့အဖြူရောင်ဖြစ်မှာပေါ့သူဖားတာသူတော်ရေနားနီးနီးပြီးတော့ရေမချိုးတက်တဲ့ကလေးပေါ့သူ့ထဲမှာဘာရှိလဲဆိုကျွန်တော်တို့ကော်ဖီမေးဖြောတက်တဲ့မိမကြီးရဲ့ကြလာတဲ့မီသူကလေးတွေသူထဲတာလေအကြက်တိမ်မောင်ကသူမိအိတ်တဲ့အတံမြဲကြီးနဲ့သူတချင်းဆိုရင်ဆိုရဲကဗျာယွန်းကြီးသူဒေတာနဲ့ကျွန်တော်တို့ကမသိတော့ဘာရီသူယွန်းနေမှလည်းမသိပါဘူးတော်တော်လေးကြာလို့ရှင်သူ့လွဲဧကရဲထဲက မိသူကလေးကိုသူထုတ်တယ်ပြီးတော့သူမိအိတ်နေတဲ့ကြက်တုံမမဲကြီးမှာစလုံးကြီးပါ ကကြီးခကွေသူကြီးတယ်ကြက်တုံမမဲကြီးမှာမိသူကဲမမဲနဲ့ကြီးတော့ဘာမှမမြင်ပါဘူးသူကသူ့အမေသူလှမ်းပြတယ်အမေဒီမှာကြီးပါဦးကကြီးခကွေသမီးနှလုံးကြီးတက်ပြီသမီးကိုစာသင်ကျောင်းကိုပို့ပါလားအမေကျွန်တော်စိတ်ဝင်စားသွားတယ်အမအိတ်ကလေးနဲ့မဲ့ဘလို့ခေါ်တာတော့ ပရိသမတ်လို့ခေါ်ပါတယ်ဆရာကြီးပရိသမတ်ဆိုတာဘာလို့ပရမညာမျက်နှာလို့အဓိပ္ပာယ်ရပါတယ်တကယ်ပရမညာမျက်နှာအတိုင်းပါပဲပို့လေရဲပြီးတော့ဒီကြက်တောင်စီလင်းနေဆိုတာရံအောင်လှပါသူ့မိရဲ့ဘာမှမပြောခဏနေကြတော့အဲ့ခလေးကအဲ့ကြက်တုံမဲမဲကြီးမှာ ကကြီးခါကိုနောက်နှလုံးရေးတယ်မိသူကဲမဲမဲနဲ့ပဲပထမရေးတာတော့အလုံးကြီးပေါ့နောက်တစ်ခါရေးတော့နည်းနည်းလေးသေးသွားပါတယ် ကကြီးခါကွေသူအမေသူပြန်ပြောတယ်အမေဒီမှာကြည့်ပါဦးသမီးကကြီးခါကွေနှလုံးရေးတက်ပြီသမီးကိုစာတင်ညောင်းပို့ပါလားအမေအမေအပါမမပြောအဲ့ကလေးကတက်တုံမမပလက်လှန်နေဆိုတော့အဲ့ကတက်တုံကသူ့ရဲ့ခေါင်းလဲဖြစ်တယ်အဲ့ကတက်တုံကသူ့ရဲ့ကြောက်တင်မုံလဲဖြစ်နေတာပေါ့အနေနဲ့ကြာလာတဲ့အခါအဲ့ကလေးကသူ့လွယ်မမဲလေးတွေကမိသွေးကထုတ်ပြီးတော့ ကကြီခါကိုနှလုံးပြန်ရေးတယ်ဒီတစ်ခါတော့သူ့မျှလင့်ချက်တိုင်းပဲစလုံးလေးကနည်းနည်းသေးသွားပြီပေါ့အမေဒီမှာကကြီခါကိုနှလုံးရစ်တက်နေပြီသမီးကိုစာသင်ကျောင်းပို့ပါလားကြာတော့ကျွန်တော်အသီးမခံတဲ့တော့သူ့အမေကိုကျွန်တော်ပြောရတယ်အမရဲ့ဒီကလေးတယောက်စာသင်ကျောင်းကိုဒီလောက်သွားချင်နေပါရဲ့နဲ့ဘာဖြစ်လို့စာသင်ကျောင်းကိုမပို့တာရောစာသင်ကျောင်းတဲ့ရမယ့်အချိန်မှာအရွယ်မှာစာသင်ကျောင်းကိုပို့ရမှာပေါ့အဲ့လိုမှ ကျွန်တော်ကော်ဖီမေးဖြော်တိုက်နေတဲ့အမျိုးသမီးကအနှင်းငယ်မကြည်မနက်ဖြစ်သွားပုံရပါတယ်ကျွန်တော်ဖြော်တိုက်နေတဲ့ကော်ဖီမေးရင်းနှွေးဥကလေးကိုဘက်ကနေဘင်းနာကိုချလိုက်ပါတယ်ချပြီးတော့သူလှမ်းပြီးတော့ပြောတယ်ကျွန်တော်အသိစီခြင်းနဲ့စိတ်နဲ့သူလှမ်းပြောတာဟဲ့ပရိဆိုင်မန်နေကကြီးခါကိုနှလုံးရေတက်ယုံနဲ့စာသင်ကျောင်းကိုတက်ခြင်းနဲ့ဟလားနေကိုဂျာနူတို့ကလည်းဒီလိုပဲကကြီးခါကိုနှလုံးရေးတဲ့ယုံနဲ့စာတင်ကြောင်းကိုပုတ်ခိုင်းတယ် ငါစတဲ့ညောင်းကိုပုတ်ခဲ့တယ်ဒါပေမဲ့စတဲ့ညောင်းကိုသွားတဲ့အခါမှာဘသူထောင်နာမမသိတဲ့မိုင်းနင်းပြီးတော့စမတက်ပြီးမတက်နဲ့ချစ်ပြက်လက်ပြက်ဖြစ်ပြီးတည်သွားတာအနေမှတ်မိလားသူ့အကိုရောလည်းဒီအတိုင်းပဲပြောပါတယ်ကြောက်တုံမဲမဲကြီးမှာကတိခါကိုနှလုံးရေးပြီးတော့အမေသားကိုစာစာသင်ညောင်းကိုပို့ပါစာသင်ညောင်းကိုပို့ပါ အမေကသူ့ရဲ့သားကလေးကိုစာတက်ခြင်းနဲ့စိတ်နဲ့စာသင်ညောင်းပို့ပါတယ် ဒါပေမဲ့စာသင်ကျောင်းကိုသွားတဲ့အချိန်မှာဘသူထောင်တာမှမသိတဲ့ mind နေပြီးတော့စာမတက်ပေမတက်နဲ့ခြေပြက်လက်ပြက်ဖြစ်ပြီးတော့သေဘူးတယ်ကျွန်တော်ပြောချင်တာရိုးရှင်းပါတယ်ပညာမတက်ရင်လူရမွန်တဲ့ခစ်တယ်မှာဒီမြစ်ကြီးနားမှာစာသင်ကျောင်းသွားတဲ့လမ်းမှာဘသူကမှ mind ထောင်တာချင်းမရှိပါဘူးစာသင်ကျောင်းကိုရွေးချယ်ပါစာသင်ကျောင်းကိုတက်ကြပါပညာမတက်ရင်လူရမွန်တဲ့ခစ်မှာကျွန်တော်ပြောတဲ့ ပရိဆိုင်မတ်တို့ခံစားမှာဆိုလို့ကျွန်တော်လာပြီးတော့ပြောနေရခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီမှာနားထောင်နေတဲ့ပရိသတ်များအားလုံးခလိအားလုံးစာသင်ကျောင်းကိုသွားတဲ့လမ်းမှာမိုင်းထောင်တာခြင်းမရှိပါဘူး။ပညာမတတ်ရင်လူရမွန်တဲ့ခေတ္တမှာကျွန်တော်ပြောနေတဲ့စကားအတိုင်းကျွန်တော်သားသမီးတွေကျွန်တော်ရဲ့ညီငယ်ညီမငယ်တွေကျွန်တော်ရဲ့အတူတူမတွေခံစားမှာဆိုလို့လာပြီးတော့ပြောပြနေရခြင်းဖြစ်ပါတယ်။ဒါကြောင့် တတုသမီးတို့နောက်တစ်ချိန်မှာပညာကိုပညာဖြစ်ပြန်ကာကွယ်ရမယ်တိုင်းပြည်ဖြစ်ပါတယ်ပညာကိုဦးစားမပေးရင်တော့မြန်မာနိုင်ငံဆိုတာဖြတ်ပနဲ့နဲ့ပျောက်သွားပါလိမ့်မယ်သူများတွေကအတက်ပညာနဲ့လာသိနေပါလိမ့်ကျွန်တော်တို့အားလုံးအတက်ပညာဖြစ်ဆက်ပြီးတော့ကာကွယ်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီမှာနားထောင်နေတဲ့ပရိသတ်များအားလုံးကလေးများအားလုံးပညာကိုပညာဖြစ်ပြန်ကာကွယ်နေတဲ့သူတွေဖြစ်ကြပါလိမ့်ပညာတတ်ပြီးအုပ်စုတဲ့တိုင်းပြည်တစ်ခုမှာကောင်းမှုစွာအတက် ကြီးကွင်ရတဲ့လူတွေဖြစ်ကြပါကြောင်းစစ်တမ်းနဲ့ကျွန်တော်ဟောပြခြင်းဒီမှာနေ့ကိုချက်ပါကျေးဇူးပါ